အားလုံးမင်္ဂလာပါ Libra လေးတွေမင်္ဂလာပါဒီနေ့တော့ no contact ကိုအာ timeless reading လေးလုပ်ပြပါမယ်နော် Libra လေးတွေအတွက်ကိုဆိုတော့ကျွန်မခု zodiac sign တွေအကုန်လုံးအစင်လိုက်တိုင်းလေးကိုလုပ်ပေးနေတာပေါ့နော်ဆိုတော့အာဒီနေ့တော့ ဒီနေ့တော့ Libra လေးတွေအလှည့်เนาะဆိုတော့ no contact မှာထုံးစံအတိုင်းပဲအာဘယ်ဆက်ဆံရေးဘယ် relationship မဆိုကြည့်လို့ရတယ် timeless reading ဖြစ်တယ်ဘယ်ချိန်ကြည့်ကြည့်အဲဘယ်ချိန်ကြည့်ကြည့်အဆင်ပြေတဲ့ timeless reading လောက်ထားပြီးတယ်အာနှစ်ယောက်เนาะ no contact ဖြစ်ရတဲ့နှစ်ယောက် energy ကို check မယ်ပြီးလို့ရှိရင်သူ့ဘက်ကနေပြီးတော့ဘယ်လိုမျိုးခံစားနေရလဲ သူရဲ့လက်ရှိခံစားချက်နော်အဲ့ဒါတွေအကုန်ကြည့်မယ်ပြီးအနာဂတ်ကြည့်မယ်ပြီးတော့နောက်ဆုံးနေနဲ့ Oracle ကက်လေးနဲ့တစ်ဖက်လူရဲ့ရင်းနှင်းစကားနော်ဆိုတော့အရင်ဆုံးကျမတို့စလိုက်ကြပါမယ် Energy check ပါမယ် Energy check မယ်ညာရွတ်ထွက်ကြလာပြီခွန်း တ်ဆန်ပါရကိုရဲ့တဖက်လူကမှန်ကန်တဲ့လူအရာရာကိုချင့်ကြင်တွေးတော်စဉ်းစားမျှတစွာစဉ်းစားပေးတတ်တဲ့သူဖြစ်ပါတယ်တဲ့နော်နောက်ပြီးတော့ကိုယ်လည်းအမြဲတမ်းအထောက်ပံ့ကောင်းပေးတတ်ခဲ့တဲ့လူတွေရနော်အထောက်ပံ့ကောင်းသေးချာအမြဲတမ်းအာပေးတတ်ခဲ့တဲ့သူတကယ်ကိုအမြဲတမ်းငွေချင်းနဲ့ပတ်သက်ပြီးတော့လေကိုနော် အာကူညီပေးတာတို့ထောက်ပံ့ပေးတာတို့เนาะလူကောင်းတရားလို့ကျွန်မမြင်တယ်เนาะအဲ့ဒီတစ်ဖက်လူอ่ะပေါ့เนาะ no contact လို့သွားတဲ့တစ်ဖက်လူอ่ะဒါပေမဲ့သူ့မှာကလေတခုအဆင်မပြေတဲ့ကိစ္စဘာလဲဆိုတော့ကျွန်မဒီမှာတွေ့ရတဲ့ဟိုဟာ energy ကလေနှစ်ယောက်ကလေဒီလိုမျိုးအတွဲလို့တော့ဒီလိုမျိုးတွဲလို့ရတယ်တိလား ဒါပေမဲ့လေဒီလိုမျိုးအော်ဘယ်လိုပြောရမလဲဆိုတော့ဒီလိုမျိုးဟိုပါပေါ့အိမ်တော်တစ်ခုကိုတီထောင်ဘုအတော့ကိုကြတော့လေအစင်တီတဲ့ပုံစံမျိုးမတွေ့ဘူးသိလားဆိုတော့နှစ်ယောက်ကနှစ်ယောက်ကအော် အခုချင်းရဲ့သူကနည်းနည်းလေးဟိုဘလို့ပြောရမလဲဆိုတော့အချင်းနေမတူဘူးခွဲသီလားသဘောတရားအချင်းနေမတူဘူးเนาะအချင်းနေမတူတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တဖက်လူကအခုကို့ကို no contact လုပ်သွားတဲ့သူကအရန်ကောင်းနေเนาะဟုတ်လားသူ့ရဲ့အလုပ်ကံကိုကြည်မလားเนาะသူ့ရဲ့ family background ကိုကြည်မလားသူ့ရဲ့စိတ်နေစိတ်ထားကိုကြည်မလားသူ့ရဲ့အရာရာကောင်းနေเนาะဒါပေမဲ့နှစ်ယောက်ကြားမှာလေ နှယောက်သားမှာကကြတော့အဲ့လိုမျိုးပေါက်ဆက်လို့မရတဲ့အနေထားမျိုးအနေထားတစ်ခုကိုတွေ့ရတယ်နော်ပေါက်ဆက်လို့မရတဲ့အနေထားတစ်ခုကိုတွေ့ရပါတယ်အဲ့တော့အခုကြည့်ရတဲ့သူကအသေးတွေ꿰နေမယ်တဲ့เนาะအသေးတွေ꿰နေနှစ်ဖက်စလုံးကအသေးတွေ꿰နေပါတယ်အခုချိန်မှာလေเนาะဖက်လူကလည်းကိုယ့်ကိုချစ်တယ်မေ့ပြစ်လို့မရဘူးဒါပေမဲ့လည်း तू ဒီမှာ no contact ကြီးကိုကျမလေးဒီလို break up ဖြစ်သွားပြီးရဲ့အခြေအနေကိုတွေ့ရတယ်လားနော်ပြောရရင်တော့ HD ပေါ့နော် HD ပုံများမယ်နော်နှစ်ယောက်ကညှိလို့မရတဲ့အရာလေးနည်းနည်းရှိရင်ဒီဆက်ဆက်ရဲ့မှာလေနော်အဲ့တော့ no contact မှာ no contact မှာကဒီလိုမျိုးဟိုဘယ်လိုပြောရမလဲ ace နော်လမ်းခွဲပြီးသားလူတွေကိုမြင်တယ်လမ်းခွဲပြီးရအောင်မှာပြက်ပြက်သားအခြေအနေဒီလိုညှိလို့မရလို့ ညှိလို့မရလို့အခြေအနေတစ်ခုကိုဘလို့မှနှစ်ယောက်ကဆက်သွားလို့မရတော့လို့နော်အဲ့လိုမျိုးကြောင့်အာကျဆဲလိုက်ရတဲ့ပုံစံမျိုးကိုကျွန်မတွေ့ရပါတယ်နော်ဆိုတော့အခုကြည့်ရသူကအသေးလေး꽌နေမယ်နားချင်းနေမယ်နောက်ကျောကဓာတ်နဲ့ထိုးသလိုမျိုးခံစားနေရမယ်နော်ဘာလို့လဲဆိုတော့အအများကြီးညှော်နေထားတာလေနော်ကိုကလည်းညှော်နေထားတယ်သူ့ဘက်ကလည်းညှော်နေထားတယ်သိလားအဲမဲ့လည်းနှစ်ယောက်ကရှေ့ဆက်သွားလို့မရတော့ဘူး เนาะအဲ့ဒီအခြေအနေတွေကသူ့ဘက်ကမိသားစုမိမိသားစုအတိုင်းဝိုင်းအဲ့လိုမျိုးတစ်ခုခုကြောင်းလို့တစ်ခုခုကြောင်းပေါ့နော်ဆိုတော့လက်ရှိမှာသူ့အနေနဲ့ကိုနေပတ်သက်ပြီးတော့သူ့ရဲ့စိတ်ခံစားချက်ကိုအသေးစိတ်ကိုဆက်ကြည့်ကြမယ်နော်ကျွန်မလက်ရှိမှာ no contact ဖြစ်သွားပြီးတက်ဆဲသွားပြီးပြင်မဲ့အာ လိုရစ်ဖြစ်လာမယ်။သူ့ရဲ့စိတ်ခံစားချက်ကဘလိုရှိလဲ။ခုနဲ့ပတ်သက်ပြီးတော့อืม။ကဲအဲ့တော့ तू ကတော့အများရန်လေသူ့စိတ်ထဲမှာကိုနော်ကိုပဲရှိတယ်ဆိုတော့ပုံစံမျိုးကိုတွေ့ရပြင်မဲ့လေလေ။သူ့ဘက်မှာလည်းသူ့ဘက်မှာလည်းအဲ့လိုမျိုး သူနဲ့တင့်တော်တဲ့နောက်တစ်ယောက်ပေါ့တလားသူနဲ့တင့်တော်တဲ့နောက်တစ်ယောက်ကလက်ရှိမှာရှိနေတဲ့ပုံစံမျိုးလို့ကျွန်မတွေ့ရတယ်เนาะသူနဲ့တင့်တော်တယ်ဆိုတာဥပမာသူကဟိုဟာမဖြစ်ပြင်မယ်လေဥပမာလူကြီးတွေကနေပြီးအဲ့လိုမျိုးစေလူလူကြီးတွေကနေသဘောတူထားတဲ့သူတို့သူနဲ့တင့်တော်တဲ့သူတို့เนาะအဲ့လိုမျိုးဟို engage လို့ပြောထားတာတော့ဘာလို့အဲ့လိုမျိုးရှိတဲ့ပုံစံမျိုးတစ်ခုရှိရယ်เนาะဆိုတော့ ဒါမဲ့ तू ကလည်းကိုယ့်ကိုမေးလို့မရသေးပါဘူးတဲ့ဒါပေမဲ့ तू ကမေးလို့ရတာမရတာအထက်ကို तू ကလေ logically စဉ်းစားတွေးခေါ်ရတဲ့လူသလားဆိုတော့ပြန်ဆက်တွေ့ဖို့ရှိလားကြည်အောင်ပြန်ဆက်တွေ့ဖို့ရှိလားပြန်ဆက်တွေ့မှာလားပြန်ဆက်တွေ့ဖို့ရှိလောက်လားကျကနာရတဲ့ဒါပဲကြာရနော် သူလည်းကိုတွေးဝေနေရသလားတွေးဝေနေရစိတ်ညစ်နေရအတွေးထဲမှာပိတ်လောင်နေရပိတ်မိနေရเนาะဘာလို့လို့လောက်မှလည်းမသိဘူးပျော်မနေဘူးပေါ့ဒီလားอืมပြန်ဆက်တွေ့မှာလားပြန်ဆက်တွေ့မှာလားကိုစီပြန်ဆက်တွေ့ဘူးလမ်းမမြင်တော့ဘူးเนาะပြန်ဆက်တွေ့ဘူးอ่ะအချိန်တွေကအများကြီးနင်းတဲ့ကိုကြမှာရှုပ်ရှက်ခတ်နေတယ်ဒီလား ်ဘဝ तू ကလေဘလို့ဖြစ်နေလဲဆိုတော့အခုချိန်မှာ तू စဉ်းစားနေရတာအချစ်တစ်ခုရဲ့ ਨੇ ဘဝကိုတိဆောက်လို့မရအောင်เนาะအချိန်တွေအရာရောเนาะကိုရဲ့အသက်အရွယ်အရာရောပေါ့အဲအဲ့လိုမျိုးအမေ तू စိတ်ထဲမှာမင်းတို့တကယ်ချစ်ခဲ့တယ်တဲ့เนาะအမေနှစ်ယောက်ကလေအခုချစ်ရဲ့ तू ကအရင်နာကျင်နေမှာเนาะနာကျင်ကြေကွဲခံစားချက်ပေါင်းစုံပေါ့เนาะဆိုတော့ အခုချိရဲ့သူကအခုလေသူကလောလောဆယ်မှာသူအလောက်တွေပဲသူကစိတ်အာရုံနှစ်ထားတဲ့ပုံစံမျိုးရှိရနော်သူသူသူအခုဒီသူ့ရဲ့ relationship နဲ့ပတ်သက်ပြီးတော့သူဘာမှမစဉ်းစားကြအောင်ဘာမှလည်းမလုပ်ချင်ဘူးသူအလောက်တွေကိုအာရုံနှစ်ထားတယ်အလောက်ပေါ်မှာပဲအာရုံစိုက်ထားမယ်ဆိုတဲ့ပုံစံမျိုးတွေ့ရနော်ဒါမဲ့ သူနဲ့အဲ့လိုမျိုးပေါ့လူကြီးချင်းစိတ်ဆက်ထားတဲ့သူတွေပါရေနော်ဟုတ်တယ်နော်အဲ့တော့အရာအားလုံးကိုအရာအားလုံးနဲ့ဝေးရလေးမှာပဲသူခဏလေးနေချင်တယ်ဆိုတဲ့ပုံစံမျိုးကိုလည်းတွေ့ရတယ်နော်သူသူအလုပ်တွေသူအာယုံဆိုင်မယ်သူအလုပ်လုပ်မယ်ပတ်စံရှာမယ်သူဘဝသူတည်ဆောင်မယ်เนาะဒီကြီးစားတွေဒီအိမ်တော်ပြုဖို့ relationship တွေသူခဏလေးမိထားမယ်အဲအဲ့လိုမျိုးပုံစံမျိုးလေးကိုကျွန်မတွေ့ရတယ်เนาะ လိုပုံစံမျိုးလေးကိုမှတ်တွေ့ရတယ်သူရဲ့လက်ရှိစိတ်ခံစားချက်အနေနဲ့ပတ်သက်ပြီးတော့เนาะဆိုတော့အနာဂတ်ကိုကြည့်ရအောင်နှစ်ယောက်အနာဂတ်အခုကြည့်နေတဲ့သူနဲ့တစ်ဖက်လူရဲ့အနာဂတ်ဘာတွေဆက်ဖြစ်ကြမလဲရပေးပါဘာတွေဆက်ဖြစ်ကြမှာလဲအောင်စီရမလားအပေါင်းစီရဘူးလားဒီလိုပဲအဆုံးသတ်သွားရတော့မှာလားโอเคအားကြီးကြလာပြီโอเค East it oh my god အေးစတေးရတော့ငက်ကဲအနာကမှာကပြန်ပြီးတော့နှစ်ယောက်သားလေးပြန်လဲပြီးတော့သူပြန်ဆက်တယ်ဘူးမြင်ပါတယ်နော်အခုကြည့်ရတဲ့သူကတော့တစ္ဆာဖောက်ခံရတဲ့မျိုးခံစားနေပြီမဲ့ပြန်ဆက်တယ်လိမ့်မယ်ပြန်ဆက်တွေ့ရလိမ့်မယ်ကောင်းသောပြောင်းလဲခြင်းနေနော်စတင်ခြင်းနေနဲ့ ြန်လဲဖြစ်ပေါ်လာပါလိမ့်မယ်။ East တွေအများကြီးပါတယ်သိလား။အဲ့လိုမျိုး East တွေရှားတယ်ကျမဆွဲတဲ့အထက်မှာလေ။အဲ့လိုမျိုးသုံးကက်နော်။ဆိုတော့အခုချိန်မှာကနှစ်ယောက်သားကအာတော်ပြီးကိုလန်ကိုရှောက်တော့မယ်နော်။ကိုလန်ကိုရှောက်တော့မယ်။ကိုဘွားကိုပဲကိုရှာဖွေတော့မယ်လို့စီစဉ်ထားပေမဲ့လည်းကံကြမ္မာတွေကနှစ်ယောက်ကိုပြန်လဲစုံစည်းခွင့်ပေးမှာပါတဲ့နော်စုံစည်းခွင့်တေချာပေါက်ပေးမှာပါဘာလို့လဲဆိုတော့တယောက်နဲ့တယောက်က you are the one ဆိုပြီးတော့ခံစားချက်ကိုရှိတယ်เนาะ you are the one ဆိုပြီးတော့ခံစားချက်ရှိတယ်ဆီယာမရေဘယ်တော့ပြန်လာမှာလဲဆိုရင်ကျွန်မပြောလိုက်မယ်၃လအတွင်းပြန်လာလိုက်မယ်เนาะ၃လအတွင်းပြန်ဆက်သွေးရလိမ့်မယ် no contact တည်းเนาะ၃လအတွင်းကိုမြင်ပါတယ်အခုဟုတ်တယ်ခံစားနေရတာတွေကဘယ်လိုပြောရမလဲအဲ့လိုမျိုးပေါ့အော်ဖောက်ပြန်ခံရသလိုလိုဒီလားကိုယ့်ကိုဘယ်လိုပြောရမလဲ ခံစားချက်တွေအရင်ပြင်ပြနေတာကိုကျမသိရအခုကြည့်နေသူကเนาะအရင်ဟို heavy load ဖြစ်နေရယ်เนาะခံစားချက်တွေအရင်လေးလံနေရယ်လမ်းတွေပြောက်သလိုခံစားနေရမယ်ဒါပေမဲ့စိတ်မပူပါနဲ့တစ်ဖက်လူပြန်ဆက်သွယ်လိုက်မယ်၃လအတွင်းပြန်ဆက်သွယ်လိုက်မယ်เนาะ၃လအတွင်းကိုပြန်ဆက်သွယ်လိုက်မယ်အာဆိုတော့ကျမတို့အခုတစ်ဖက်လူရဲ့ရင်းနှီးစကားတစ်ဖက်လူရဲ့ရင်းနှီးစကားလေးနဲ့ကျမတို့အဆုံးသတ်လိုက်မယ်เนาะဆို တဖက်လူကပြောကိုဘာတွေပြောချင်နေလဲโอเคကဲကြလားအခုလောလောဆယ်တော့ငါတို့နှစ်ယောက်ကကဘာချားနေရသလားနင်းကဘာကြီးချားနေရယ်နော်နင်းလည်းနင်းကဘာနဲ့နေနေလို့ငါလည်းငါကဘာနဲ့ပဲငါနေလို့မျိုးကဘာကြီးချားပြီးတော့ဝေးกว่าနေရယ်ပေါ့နော်อืม မာကတဲ့ဒီနည်းနည်းလေးသူ့မှာကိစ္စလေးရေကိုအင်တီကိုဒီပန်ဒန့်ဆိုဘယ်လိုပြောရမလဲဆိုတော့ဒီသူ့မှာကိစ္စလေးရှိနေတယ်နော်သူ့မှာကိစ္စလေးရှိနေတယ်ငါနင်းကိုသွားခွင့်ပေးလိုက်ရတဲ့အပေါ်နဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အရန်ကိုသူ့မှာဟိုဟာလေးအဆင်မပြေဘူးပေါ့နော် လော့ဆယ်တော့သူအရန်ကိုအထီးကျန်နေတယ်သူအမှောင်ထဲမှာနော်သူသူ့ဘဝကြီးအမှောင်မိုက်နေတယ်နော်သူ့ဘဝကြီးအမှောင်မိုက်နေတယ်သူ့ရဲ့သူ့ဘဝမှာမျောလင်းချက်အလင်းနဲ့အယောင်ကြီးကဘမာလေတဲ့နော်သူသူအခုလော်လော့ဆယ်မှာသူအလိုခံစားနေရတယ်နော်ရန်လည်းအထီးကျန်နေပါတယ်တဲ့သူကလေသူ့မာနာကိုသူအရန်ကိုဂယူးဆိုင်ခဲ့တယ်တဲ့နော်သူ့မာနာကိုသူအရန် သူ့မနာကိုသူအရာကိုပြုဆိုင်ခဲ့တယ်တဲ့သူအပြစ်ရှိရလို့လည်းမခံစားရဘူးတဲ့နောက်ငါမင်းကိုဒီလိုမျိုးဆက်ဆံခဲ့အရာရင်းနဲ့ပတ်သက်ပြီးတော့နော်ဟိုအပြစ်ရှိရလို့လည်းမခံစားခဲ့ရဘူးတဲ့သူသူ့မနာနာရဲ့အများကြီးရှိနေတယ်တဲ့တလားနော်အဲ့ဒါကဘာဘာနောင်နာလဲဆိုတော့ အခုသူ့ဘဝမှာသူသူ့ရဲ့ဘဝကိုဒီလိုမျိုးအရှိကိုဆက်သွားနေရတဲ့အရာရင်းနဲ့ပတ်သက်ပြီးတော့နော်ပြောရမယ်ဆိုသူအခုသူအခုနောင်နာရနေရပေါ့နော်ဒီစစ်ဆိုင်နဲ့ပတ်သက်ပြီးတော့သူ့မှာနောင်နာတစ်ချို့ရှိရယ်နော်အခုလောလောဆယ်တော့ကြည့်လာကျမပြောရဲအခုလောလောဆယ်တော့သူ့ဘဝကိုပဲသူသူသူအာယုံထိုက်စိုက်ထားရယ်နော်သူ့ဘဝကိုပဲသူအာယုံစိုက်ထားတယ်တဲ့อืม ငါမင်းကိုအဲ့လိုမျိုးစိတ်ပူတာတို့ဘာတို့เนาะအဲ့လိုမျိုးတွေ तू မတွေးချင်အောင်မတွေးချင်လို့ तू ကအာယုံဆိုင်တယ်မင်းချောင်းနေအောင်မတွေးချင်အောင်ပေါ့ကွတော့မတွေးချင်လို့ဘလို့စင်မှာ तू 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 ဘာ तू အာယုံ तू ဆိုင်ထားတယ်ငါအခုဘာလုပ်နေရဆိုငါသိရတဲ့เนาะငါအခု ်သူအခုဘယ်လိုမျိုးလုပ်နေရလဲသူဘာလုပ်နေရလဲဆိုတော့သူသိရတဲ့เนาะဆိုတော့ငါစူးစားပြီးတော့ဒီဆက်ဆံရေးရနေပြီးတော့ထွက်ပြေးခဲ့တာတဲ့ထွက်ပြေးဖို့စူးစားခဲ့တာတဲ့เนาะဒါပေမဲ့သူ့ရဲ့ဒီစိတ်ခံစားချက်တွေသူစိတ်ဝိညာဉ်တွေကအခုချီးရဲ့သူမင်းကိုပဲတန်တာနေလုံးမယ်တဲ့ ဟုတ်လား main ကိုပဲတန်းတာနေတော့မယ်တဲ့နော်သူခုချိန်မှာအရန်ကိုအာစိတ်ဖိစီးမှုရန်များနေတဲ့နော်စိတ်ဖိစီးမှုရန်များနေတဲ့နင်းနင်းမျောလိုက်ငဲ့တဲ့အရာရင်နဲ့ဖြစ်ခဲ့လားဖြစ်ခဲ့လားဆိုတော့မသိကြဘူးတဲ့နောက်ဆုံးကက်ချင်မနော် အခြေအနေကလေအခုလက်ရှိဖြစ်နေတဲ့အခြေအနေကအရန်ကိုသူ့အတွက်ကိုတကယ်ကိုစိတ်ပိုင်းဆိုင်ရာအရန်ကိုခက်ခဲနေတဲ့အခြေအနေတခုဖြစ်နေရဲ့နော်အဲ့ဒါကြောင့်မလို့သူစိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးအရန်ကို time mind နေနေရပေါ့နော် training ဆိုတာကအရန်ကိုဟိုအဆင်မပြေဘူး time mind ပြီးတော့လေးလံနေရယ်နော်သူ့ရဲ့ဒီဒီဒီစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့သူစိတ်ခံစားချက်ကြီးမကောင်းဘူးပေါ့ เนาะကဲအဲ့ဆိုတော့အားလုံးပဲကျေးဇူးတင်ပါတယ်။နောက်အာ zodiac sign လေးတွေအတွက်ကိုဆက်ပြီးတော့တင်ပြသွားပါမယ်เนาะအားလုံးကျေးဇူးတင်ပါတယ်။